တော်လည်းတောင်ရင်များကိုထမ်းဆောင်ရင်း ABO ပြည်သူ့ကာကွယ်ရေးတပ်ခနောင်းစစ်ကြောင်းဒုတက်ခွဲမှုရဲဘော်ငတိခြာဆုံးခဲ့မိုးပြဲမြို့တိုက်ပွဲအတွင်းမြင့်မြတ်စွာကြာဆုံးသွားခဲ့တဲ့အမှတ်၈၃၅တဲ့ရင်ရေပြည်တော်ပြည်သူ့ကာကွယ်တပ်ထဏောင်းစစ်ကြောင်းတပ်ခွဲ၁ဒုတက်ခွဲမှုအေဝံငတိရဲ့စာပနာအခမ်းအနားကို 2025ခုနှစ်မတ်လ24ရက်နေ့မှာကျင်းပပြုလုပ်ပြီးခဲ့ကြပါတယ်။ထဏောင်းစစ်ကြောင်းတခွဲတစ်ကဒူတခွဲမူရဲဘော်ငတိဟာမိုးပြဲမြို့ရှေ့တန်းစစ်မြေပြင်မှာရန်သူအကြမ်းဖက်ဖက်စစ်စစ်တပ်ကိုတိုက်ခိုက်ရင်း2025ခုနှစ်မတ်လ25ရက်နေ့မှာမိမက်စွာကြဆုံသွားခဲ့ရတယ်ဖြစ်ပါတယ်။ရေပေါ်ငတိဟာအမတ်835တက်ရင်ရဲ့အပတ်စဉ်နှစ် အခြေခံစစ်တင်နယ်ပြီးမြောက်ပြီးနောက်နှစ်နှစ်ခွဲကျော်ကြာရာတာဝန်ကြီးကိုရွေးရွေးချွန်းချွန်းထမ်းရွက်ခဲ့တဲ့စံပြရဲဘော်ကောင်တူဖြစ်တာကြောင့်ရဲဘော်ငတိဂုံရောင်ထုံးပြောင်စွာ ကြာဆုံးသွားခဲ့ရတဲ့အတွက်ဂျင်းသူမိသားစုဝင်များနဲ့ထပ်တူထမြဝန်နဲ့ဥညွတ်ဂုံယူလိုက်ပါတယ်လို့တရင်ကထုတ်ပြန်ထားခဲ့ပါတယ်ရဲဘော်ငတိနဲ့ကြာဆုံးသွားတဲ့ရဲဘော်များကိုစားတရင်၈၃၅အနေနဲ့ဆီယနာဂျစ်စနစ်ကြာဆုံးရေးအတွက် အာတုံခွန်ဆိုင်ပုံမှုကြိုးစားတာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး ရေဘော်ငတိကောင်းရာသူကလေးရောက်ပါစီလို့ကျင်းရတဲ့ပြည်သူ့ကော်မတီရေဘော်တွေကထုတ်ပြန်ပြောဆိုထားခဲ့ကြတယ်ဖြစ်ပါတယ်မိသားစုမှာအဖေနဲ့အမေကမွေးထားတဲ့သား9ယောက်ထဲကအလဲလက်သားတစ်ယောက်ဖြစ်တဲ့ရေဘော်ငတိအချမ်းဘက်ဖက်စစ်စစ်တပ်က ပြည်သူစီကနေမတရားအာဏာသိမ်းမှုချိုးပန်းတာကို ခုခံကာကွယ်အနေနဲ့တကယ်ကိုင်းလမ်းစဉ်ကိုရွေးချယ်သွားပြီးမိသားစုနဲ့အဆက်အသွယ်ဖြတ်ပြည်သူကာကွယ်တပ်မတော်ဖြစ်တဲ့နေပြည်တော်တရင်1305ကို ရောက်ရှိလာပြီးအမိတ်နာခံမှုကောင်းကောင်းတိုက်ရိုက်ခိုက်ရိုက်ကောင်းကောင်းနဲ့ရန်သူတွေကိုရင်ဆိုင်ချေမှုန်းနိုင်ခဲ့တဲ့စစ်တီကောင်တရားဒုခွဲမှုအနေနဲ့တာဝန်ထမ်းဆောင်နေရင်းမှာပဲ နေပြီးတော့တရင်၈၃ည၅ရက်တင်နန်းသားအစ်စ်တွေထဲမှာ သူ့ရဲ့အကိုရင်းပါလာခဲ့တယ်။ညီကိုနဲ့မတွေ့ရတဲ့ကြာအားရဝမ်းသာပြစ်ကြပြီးကြံခဲ့တဲ့ညီကိုရဲ့အချောင်းနဲ့အဖေမေအချောင်းကြီးပြောပြကြတော့ငတိအထက်အကိုတယောက်နဲ့ငတိအောင်ညီတယောက်ကမန္တလေး PDF မှာတာဝန်ထမ်းဆောင်နေမှမှာတည်လိုက်ရပါတယ်။ထပ်ပြီးတည်လိုက်ရတာက အဖေနဲ့ညီအငယ်ဆုံးတိကပါပြည်သူ့ကာကွယ်တပ်မတော်ရဲ့ရဲဘော်ဖြစ်စရင်ပေးစစ်ပဉ္စံတပ်ဖို့ကြိုးစားခဲ့ပေမဲ့ဒါအရင်၄ရောက်လုံးကိုပြည်သူ့ကာကွယ်တပ်မတော်ရဲ့ရဲဘော်တွေဖြစ်အနှင်းထားတာကြောင့် PDF ကသူတို့ကိုထပ်မံလက်မခံတော့ပဲစရင်တွင်းမှုကိုပယ်ချခဲ့တာပဲဖြစ်ပါလေငတိမကြဆုံးခင်လပိုင်းတော့အလူကမှာငတိတို့မိသားစုအကြောင်း မှတ်တမ်းယူတော့သူ့ရဲ့ညီမန္တလေး PDF ကတယောက်နိုင်ထီမိပြီးဒဏ်ရာရရှိခဲ့ပါတယ်။ဒီတုန်းကသူ့အညီပေါ်စိုးရိမ်ပူပန်မှုကမျက်နာအပေါ်ထင်ဟပ်ခဲ့ပြီးတော်လိုင်းပြီးဆုံးတဲ့အချိန်မှာညီကိုတွေပြန်လဲစုံစည်းစီခြင်းနဲ့ပူပန်မှုတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဒီသူခါဝေးတမရော နေပြီးတော့တရင်၈၃၅ထနောင်းစစ်ကြောင်းရဲ့တခွဲတက် ုတက်ခွဲမှုရဲဘော်ငတိက2025ခုနှစ်မတ်လ22ရက်နေ့မိုးပြေတိုက်ပွဲမှာရန်သူကိုရွရွချွတ်ချွတ်တိုက်ပွဲဝင်ရင်းမိမက်စွာအသက်ပေးသူကြဆုံးသွားခဲ့ရပြီလေဖြစ်ပါတယ်ရဲဘော်ငတိအသက်22နှစ်ရတဲ့အသက်ကငငယ်လေးပဲခေရပခုံးပေါ်ကြလာတဲ့ တော်လည်တာဝန်တွေကိုအသက်ပေးထမ်းရွက်သွားတဲ့လူငယ်တရားရေပေါ်ရဲ့ကိုခန္ဓာမြေပြင်ပေါ်လဲလျောင်းလိုက်ကလေးကရေပေါ်ရဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကိုတည်ရခဲ့သူတွေကလွှဲပြောင်းယူလိုက်တာမို့အေးချမ်းစွာမိဆက်အနားယူပါတော့ရေပေါ်ထွက်လဲလေးနက်တည်ကြည်စွာဂုဏ်ယူပါတယ်လက်တင်အလေးပြုလိုက်ပါတယ်ရေပေါ် ကောင်းရာနေရာမှာအေဂျင့်စွာဆက်လက်တည်ရှိနေပါစေရှေရှဲဘောငတိအလာရှင်မြတ်ကောင်းချီးပေးပါစေအမြင့်မြတ်ဆုံးလမှာအမြင့်မြတ်ဆုံးဤနဲ့ရှယ်ဟီဖြစ်ပြီးကြဆုံးသွားတဲ့ရဲဘောငတိတင်းရဲ့အိမ်ပြန်ခီးဟာလာပါခဲ့ပါပြီကောင်းမှုအေဂျင့်စွာအနာရှင်နေပါတော့ဒီနေ့ဦးတော်လေးမှာ တိုင်းပြည်နဲ့ပြည်သူလူထုကိုဖက်စစ်အကြမ်းဖက်လောက်မှလူမျိုးပေါင်းစုံဘာသာပေါင်းစုံကကာကွယ်နေကြရလေဖြစ်ပါတယ်ဒီတခါမူပြည့်တဲ့ဘဲမှာခြားဆုံးသွားခဲ့ရတဲ့ရဲဘော်ငတီဟာဆိုရင်အစ္စလမ်ဘာသာဝင်တယောက်ဖြစ်ပါတယ်သူရဲ့မိဘတွေဟာတား9ယောက်ကိုမွေးထားခဲ့ပြီး4ယောက်ဟာတိုင်းပြည်နဲ့ပြည်သူလူထုကိုအကြမ်းဖက်လက်အောက်ကနေကာကွယ်နေတဲ့ပြည်သူကာကွယ်တပ်ဖွဲ့ဝင် ရဲဘော်တွေပဲဖြစ်ပါတယ်။သူ့ရဲ့ညီကိုနှစ်ယောက်ဟာမန္တလေး PDF မှာတာဝန်ထမ်းဆောင်နေပြီး သူနဲ့သူ့အကိုညီကိုနှစ်ယောက်ကတော့နေပြီးတော့ PDF မှာတာဝန်ထမ်းဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။ရဲဘော်ငတိဟာတော်လိုင်းတာဝန်များကိုနှစ်နှစ်ခွဲကျော်ကြာထမ်းဆောင်ခဲ့ပြီးကြာဆုံးချိန်မှာတော့အသက်22နှစ်အရွယ်သာရှိနေသေးတာလည်းဖြစ်ပါတယ်။ အသက်အရွယ်ငယ်ရွယ်လုံးလာပေမဲ့ပေးဆက်လိုမှုနဲ့တိုင်းပြည်ရဲ့ပြည်သူတို့ကိုကာကွယ်ခြင်းစိတ်ကတော့ပုံမကြီးမားလုံးလာပါတယ်။ဒီတာဝန်တွေကိုဘယ်သူမှပေးမထားတဲ့ကိုယ်တိုင်ဝင်းရှူထမ်းကြရင်မြူတော်လန်ရဲ့ခရောင်းလမ်းတွေမှာလူငယ်တွေဟာမကြဆုံးနေမယ်ကြဆုံးသွားကြရလေဖြစ်ပါလေကျွန်တော်တို့အားလုံးဟာဒီလိုကြဆုံးမှုတွေကိုဘယ်တော့မှမိမသွားကြဖို့လိုအပ်ပါလေ ကျွန်တော်တို့ဒီຫນွေဦးတော်လည်းဟာဘာသာလူမျိုးမခွဲခြားပဲအားလုံးစုပေါင်းပြီးတော်လန်ခဲ့ကြရဲ့တော်လန်ရေးဆိုတာလေနောက်တစ်ချိန်တမိုင်းရဲ့မှတ်တမ်းတွေမှာကျန်ရစ်စီခဲ့ကြပါလေအဲဒီကြောင့်မလို့ဒီခုလိုပြီးဆက်သွားတဲ့သူရဲကောင်းတွေကိုကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တွေကမှတ်တမ်းတင်ကိုတင်ထားပေးရမှာလေဖြစ်ပါတယ်ဒီလိုမှတ်တမ်းတွေဟာနောက်တစ်ချိန်တမိုင်းမှာ ွေဦးတော်တိုင်းမှာဒီလိုပေးဆက်ခဲ့ရမှုကြီးဒီလို အသက်အရွယ်တွေဒီလိုလူငယ်တွေပေးဆက်ခဲ့ရပြီးတော့မှအောင်မြင်မှုတွေရခဲ့ကြအောင်အပိုင်းရဲ့စာမျက်နှာရင်းမှာမှတ်တမ်းတင်ကြံရေးဆွေးနွေးခြင်းလိုပဲဖြစ်ပါတယ်။အဖေနေခံပြည်သူနဲ့တူတရားတဲ့ဘက်ကနေလက်နက်ကိုင်တော်လှန်ရေးမြင့်မြတ်စွာ အသက်ပေးလူကြဆုံးသွားခဲ့ရတဲ့နေပြီးတော့ပြည်သူကာကွယ်တပ်တရရမ၈၃၅ ထနောင်းစစ်ကြောင်းမှာဒုတက်ခွဲမှုရဲဘော်ငတိအားကျွန်တော်တို့ support ပေးတဲ့မြန်မာမှာလည်းအလေးအနီပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်ရဲ့စွန့်လို့အနစ်နာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီမျိုးတော်လိုင်းတမိုင်းကဘယ်တော့မှမေ့သွားနိုင်မဟုတ်ပါ။ကြာဆုံးခဲ့ရတဲ့ရဲဘော်လာရှင်မြတ်ကောင်းချီးပေးပါစေ။ ဘေဦးတော်လည်းကြီးမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းကိုကြေကွဲဝမ်းလဲဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးအနီပြုမှတ်တမ်းတင်နေတဲ့ Support Video မြန်မာ YouTube Channel ကိုနားဆင်နေကြရတာပဲဖြစ်ပါလေ Support Video မြန်မာ YouTube Channel ကိုကြည့်ရင်ညွေဦးတော်လည်းကြီးရဲ့တထောင်တနေရာဒီမှာအမြဲမပြတ်ပါဝင်နေကြဖို့ကျွန်တော်အားလုံးကတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ ربنا اهدنا صراط المستقيم صراط الذين انعمت عليهم غير المغضوب عليهم ولا الضالين اللهم صل على سيدنا محمد وعلى ال محمد كما صليت على ابراهيم وعلى ال ابراهيم انك حميد مجيد اللهم بارك على سيدنا محمد وعلى ال محمد كما صليت على ابراهيم وعلى ال ابراهيم انك حميد مجيد ربنا افرض علينا اسرا كما كما عملت على دوامل ربنا ربنا لا تزغ قلوبنا بعد إذ هديتنا وهب لنا من لدنك رحمة إنك أنت التواب الرحيم وتوب علينا إنك أنت السميع العليم كملنا وأطعنا غفرانك ربنا وإليك المصير မတို့ပူပြောင်းသွားပြီဖြစ်သဖြင့်ဒီရသာသတော်ဝင်ရောက်ကိုရက်ဆဲပြီးတက်ရင်မှအပိယတာထုတ်ပယ်လိုက်ပြီးမြင်းရစွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာမျိုးတွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွင်ယူတော်လန်ရင်းမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်း ပမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်ရွေပဲဖြစ်စီလက်နက်မကင်ရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရေးဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ်ပီဒီရဲ့ညီမကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်